TNH Math Center ရဲ့တည်ထောင်သူကျောင်းအုပ်နှက်ဆက်ရေးဖြစ်ပါတယ်။ဒီနေ့မှာကျမက TNH မှာတက်ရောက်သွားကြတဲ့ထူးကျွန်းစွာအောင်မြင်သွားကြတဲ့ကျောင်းသားတွေရဲ့မိဘအိမ်နဲ့တွေ့ဆုံပြီးတော့ Stories from Parents ဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့အစီအစဉ်မှာကျမက ASEAN Scholarship ကိုတမိသားစုတွေမှာညီမနှစ်ယောက်လုံးရရှိသွားတဲ့ကျောင်းသူတွေရဲ့မိဘဖြစ်တဲ့ဒေါ်ရင်သူနဲ့တွေ့ဆုံမှာဖြစ်ပါတယ်ရှင့်။မင်္ဂလာပါမှာ ဟုတ်အမဆိုလို့ရှိရင်တမီးနှစ်ယောက်လုံးကလေ ASEAN scholarship ရတယ်လို့လည်းကြားရပါတယ်ဒီအတွက်လည်း TNHMS Center ကနေပြီးအရန်ကိုဝန်တာကုန်ရပါတယ်အဲ့ဒီအပြင်ကိုမှတမီးကြီးကဒီ NUS အထက်ကို scholarship တွေတောက်လျှောက်ရသွားတယ်လို့ကြားပါတယ်ကြီးအဲ့ခါကျတော့တမီးတွေရဲ့အကြောင်းကိုဂုဏ်ယူစွာနဲ့မိတ်ဆက်ပေးပါအောင်ပါဟုတ်ကဲ့ပါကျမကတော့ DNA ကျောင်းတူပေါင်းဖြစ်တဲ့ Mission Bee Junior Medicine Bee Junior ရဲ့မိမိပါဟုတ်ကဲ့ပါမှ တမီးကြီးလေးကတော့2018ခုနှစ်မှာဟုတ်ကဲ့အာစင်ကာပူအာဆီယံစကောလာရှစ်ကိုရရတယ်ပေါ့ဆက်ထရီစတက်တယ်ဘုကေပန်ဂျန်အဲဟိုင်ဂဗာမန့်ဟိုင်စကူးစတင်တက်ရောက်တယ်ဆက်ထရီတက်တယ်ဆက်ဖိုးတက်တယ်ကိုလာဘယ်ဖြစ်ရတယ်သူကအမှပွိုင်းနဲ့ကြောင်းထပ်ခွဲလိုက်တယ်ကြောင်းခွဲတယ်အဲတမီးက2020 20မှာအဒက်ဆန်စီရန်ကွန်အဂျူနီယာကောလိပ်ကို JC1 JC2 တက်တယ်အဲမှာ JC A level ဖြစ်ရတဲ့ဘောပေါ့နော်ဟုတ်ကဲ့ A-level ပြီးသွားတဲ့ခါကျတော့သူတို့ရတဲ့ရမှတ်နဲ့ထပ်ပြီးတော့ uni ကို scholar ထရရတယ်။အော်တမီးကြီးကကျတော့အရန်ကိုဟိုတောက်လျှောက်ကြည့်ဖို့တအားဆလုပ်ခဲ့ရမှာပေါ့နော်ကြည့်နော်သူတို့ကဒီ merit based နဲ့အော် scholarship ပေးတဲ့ဥစ္စာဆိုတော့လေလောက်တာပြင်ပန်းတယ်ဂျီစီမှာတော့ပြင်ပန်းတယ်လောက်ရပါတယ်မလောက်လောက်ရတယ်ဒါပေမဲ့ကျောင်းမှာလည်းကလေးတွေကကုညီတယ်ဖေးပါတယ် တို့အချင်းချင်းတကယ်ချင်းချင်းကူညီတယ်ဖေးမာတယ်သူတို့ပြောတယ်ဟုတ်ကဲ့အရန်တတမီလေးတဲ့ခလေးတွေကိုတငယ်ချင်းတွေကိုရမ်းခင်တယ်သူတို့ဖေးမာလို့သူတို့ဒီလိုရက်တည်နိုင်တယ်ဆိုတဲ့အကြောင်းပြောပါတယ်အော်ဟုတ်ကဲ့ပါအဲ့နေ A JC မှာကျတော့သူတို့ A level ကျတော့6ပါတာကြီးရတယ်အော်များတာ6ပါတာဆိုတာတပါးတာတော့ project ပေါ့ဟုတ်ကဲ့နောက်တစ်ခုက5ပါတာကြီးရတယ်ဒါပေမဲ့သူတို့က90နဲ့တွက်တယ်ပေါ့ဟဲ့ရတယ်နောက်တစ်ခါသူတို့က leadership ဟုတ်ကဲ့တို့တို့တဘွာ leadership position တွေရအောင်ယူထားတယ် volunteer တွေရှိရတယ် project work တွေရှိရတယ်အဲ့ဒီအမှတ်တင်နေတော့ SC ရတာပေါ့ SC မှာဟို project တွေအဲ့ leadership တွေများများရှိရင်တော့ဒီ SC လေးရတော့အဆင်ပြေရပေါ့အဲ့ဒါနည်းနဲ့ပဲဟိုထပ်ပြီးတော့ university UNS university Singapore နဲ့မတိတ်ကြောင်းဖြစ်တဲ့ NUS University မှာ Bachelor of Business Administration မှာသူက Finance ကို spell like spell like ရှင်းယူထားတာပေါ့။ Oh finance ရဲ့ဆိုတာရောက်သွားတာပေါ့။ရောက်သွားပါတယ်။ Finance ကိုယူတာတော်တော်ကိုညံကောင်းပြီးတော့တော်တော်ကိုဟိုတွေးနိုင်လို့တော်တော်ကို stress တန်ခံနိုင်လို့ဒီဘာသာကိုယူနေတာတော့မှအဲအဲ့လိုတော့ပြောတတ်မှာเนาะတမီးကတော့ဒီတမီးကြီးလေးကကြိုးစားတယ်။ဟုတ်ကဲ့။ကြိုးစားတယ်။သူကတကုတ်သူတော်ကျမကိုပြောပါတယ်ဟုတ်ကဲ့တမီးကလေဘာနဲ့တူလဲသိလာမှာမာဖော့နဲ့တူလေတဲ့အစတော့ဘာမှမရှိဘူးတဲ့ပြီးတမီးက ဆောက်ယူသွားတယ်အခုကအလုပ် intern လေးစင်းတယ် intern ကလည်းတနေ့ခွဲလောက်ရှိပြီဆိုတော့သူ intern စင်းတာဆောတယ်အဲ့ဒါကြောင့်သူကအဲ့ဒီကျွန်မကသူဖောတဲ့တူတဲ့အကြောင်းလေးပြောပြရတယ်အရင်အော်ခလေးပြင်မဲ့လေလေလူငယ်ပြင်မဲ့လေပေါ့နော်သူတို့ရဲ့ idea လေးတွေနဲ့သူတို့ရဲ့အတွေ့အခေါ်လေးတွေကတိတ်တိတ်ကောင်းတာပဲကျွန်တော်တော့မှအဲ့လိုမစမ်းသမ်းမိဘူးပေါ့နော်ဆိုတော့အဲတမိကြီးအတွက်ကသူ2018ခေတ်က scholarship ရခဲ့တယ်ဆိုတော့ဒါခစ်စောတယ်ပေါ့ scholarship ဆိုကျွန်တော်နောက်ပိုင်းမှပဲဟိုဒါကြီးကခက်ဟိုခက်မိလာတယ်ပေါ့လူတွေကတွင်းတွင်းကျယ်ကျယ်တိလာကြတယ်ပေါ့ဟုတ်ပါတယ်အဲ့ခါကျ2018တကတဲ့ကဒီကလို scholarship တွေရဲ့လမ်းကြောင်းပေါ်ရောက်အောင်အကြီးကမိဘတယောက်အနေနဲ့ဘယ်လိုတွေစူးစမ်းပြီးတော့ကိုယ်တန်သမီးတွေကိုဘယ်လိုများပြောထောင်ခဲ့ပါလဲမှာကျမတို့တမီးတွေကိုဟိုငယ်ငယ်လေးကျတော့ပညာတက်စီကျင်တယ်ဟုတ်ကဲ့ပညာတက်စီကျင်တဲ့ခါကျတော့ဒီဟို အဓိကတော့ငယ်တဲ့ချိန်မှာအင်္ဂလိပ်စာနဲ့တင်ချောင်းလဲအဓိကပဲကျွန်မနားလေတော့လုတ်ပေးတယ်အင်္ဂလိပ်စာပိုင်းဆိုရင်ကျွန်မအင်္ဂလိပ်စာပိုင်းဆိုငငယ်တော့ဆိုရင်၄နှစ်လောက်ကကျော်လောက်ဆိုရင် story book လေးစာပြီးတင်ပေးတယ်နောက်ပြီးစာအုပ်ဖတ်ခိုင်းတယ်စာအုပ်တွေဝယ်ပေးတယ်စာအုပ်တွေဝယ်ပေးတယ်နောက်တခါသူတို့ငငယ်တော့ဆိုရန်လန်နာရန်လန်နာကကျွန်မကလူ stutter လေးတွေကိုတစ်နှစ်တစ်ခေါက် stutter နေစဖြေလိုက်တာတမီးအကြီးရောအငယ်ရောစီရီးကြည့်ပြီးတယ် first level ထိရောက်ခဲ့တယ်ဟုတ်ကဲ့နောက်တစ်ခါဟိုစင်ကာပူစာအုပ် guest ကအင်္ဂလိပ်စာအငယ်လေးဆိုရင်ပိုလုံးဖြစ်တယ်တမီးကြီးကတမီးကြီးရောက်တဲ့အချိန်မှာတမီးငယ်เนี่ย9နှစ်กว่าတော့သူကစာအုပ်တွေပို့ပေးတယ်။အော်တမီးကြီးကအငယ်ကိုစာအုပ်တွေပို့သူလေးလာတဲ့နဲ့စာအုပ်တွေဟုတ်ကဲ့ reader digest တွေဖတ်တယ်။ဟုတ်။နောက်ပထုဖတ်တယ် essay ဆိုရင်တစ်ပတ်တစ်ပုဒ်ရေးတယ်။အငယ်လေးကပို့ပြီးတော့ practice ပို့များတယ်။ ဟုတ်ကဲ့ကြည်အခုတမင်းငယ် max အနေနဲ့ဆိုရင် max အနေနဲ့ဆိုရင်ကျမမြမချောင်းရဲ့တင်ချောင်းစတွက်တယ်ဟုတ်ကဲ့အဲ့လိုပဲတွက်တွက်အဲ့ဒီမှာ great food great tea ရဲ့ရောက်တော့ DNA max center နေပြီးကိုလင်ပြည့်တီးဖြည်တယ် AMO sasmo kangaroo တမင်းကြီးတုံးကအဲ့တုံးကပဲထွက်တယ်တမင်းငယ်မှာ MMO ကဖြည်လိုက်ရလေးခုလုံးဖြည်တယ်အိမ်မှာဖြည်တဲ့အခါတချဲရဲ့မေကွန်ဟောင်းတွေတွက်တယ် နောက်တစ်ခါသူကျမအပူမိခေါင်းနေတွေ့တယ်လေးကျင့်တယ်တဘောကတော့တာထွက်စောတဲ့တဘောမှလည်းရှိပါတယ်နောက်တစ်ခါကက်စကိုစားကိုလည်းကျမအတန်းလိုက်တွေ့တယ်ဟုတ်ဟုတ် great tree so great tree အများကြီးအမအနေနဲ့ပတ်မိုးပြီးလေးကျင့်နေကြရတာပေါ့နော်ဟုတ်အများကြီးလို့ပြောလားနေတော့လေ့ကျင့်ပေးခဲ့ပါရဲ့ဟုတ်ကဲ့အမအဲ့လိုကိုတိနိုင်ကိုတိတလောက်ပေါ့နော်ဟုတ်ကဲ့ဟိုပေးရလေတဲ့ဟုတ်ကဲ့အခုဖြစ်ကလေ ။တမီးကြီးတော့2018ဆိုတော့ထားပေါ့။တမီးအငယ်ကကြတော့ဒါဖုန်းတွေအများကြီးသုံးလာတဲ့ခေတ်တည်းရောက်သွားပြီ။အဲ့ကကြတော့ဒီကလေးကိုဟိုဖုန်းအချိန်ရေဒီလိုစအချိန်ရေမျှတအောင်အခြေအနေနဲ့ဘလို့ဘလို့စီကန်းနဲ့ခြာပြီးဘလို့ gain line နဲ့ပြေးခဲ့ပါလဲ။စီကန်းရေတော့မဟုတ်ဘူးပေါ့။အမီကျမကလေးတွေနဲ့ကျတော့ရင်းရင်းနှီးနှီးတော့ဆက်ဆက်တယ်။ဟုတ်ကဲ့။ဒါပေမဲ့အငယ်လေးကပိုဆော့တယ်။ဒိနေဆော့တယ်။ကစားအကစားဘောပွဲအသေးကြီး။အော်။ဆိုတော့ဘောပွဲလေးကြီး။ဘောပွဲကြီး။ သူကသူ့ကိုသူမဆီအောင်မှန်ပြောတာလားဘောပဲဆိုရင်ဘောလုံးဆိုရင်ကောင်းတယ်ရရားရည်ရည်နဲ့အပြိုင်ကပြိုင်ကတောင်းနေမှာလဲအဲ့လိုကပတိန်လုပ်ပြီးတော့ကပ်တာโอ้ဒါပေမဲ့ညာတိုင်းလဲသူ့အဖေကပြန်ပြီးတယ်ပြီးကပ်တယ်သူဝါဒနာပါတယ်အဲ့လိုလုပ်တယ်စာကြတော့အဲ့လိုဖုန်းညကြတော့တိတ်ငယ်တဲ့ချိန်မှာကျမဖုန်းကိုမပေးဘူးနည်းနည်းအဲ့လို6 grade 6ဆိုအောင်ရောက်တဲ့အခါကလေးတွေကိုမပေးရင်အဆင်မပြေတော့ဘူးဆိုတော့အဲ့ကြမှာကျမစပေးလိုက်တာဖုန်းလေးကို ဟုတ်ကဲ့ပါငယ်တဲ့အချိန်ကတော့ကလေးတွေကပေးတော့ဟိုတို့တို့လည်းမပြောရှာအောင်မပြောတောင်းလည်းမတောင်းအောင်ဆိုတော့အော်ဟုတ်ပါဟုတ်အဲ့ခါကျတမီးငယ်ကောတမီးကြီးရောပါလေအကြည့်ကနာကပြောခဲ့တယ်စာဖတ်တာကိုအများကြီးဟိုဟိုတွန်းအပ်ပေးခဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ခါကျတော့အဲ့ဒီစာဖတ်လို့ရတဲ့ဒီ knowledge တွေက scholarship တခုလျှောက်တဲ့အခါမှာဘလို့ကောင်းကျိုးတွေဖြစ်စေရလို့ထင်ပါလဲကြည့် scholarship ရှိဘူးဆိုတာလည်းအခုဖြီးမယ်အခုရှာအခုရတာလည်းမဟုတ်ဘူးပေါ့မဟုတ်တော့ဒီငငယ်လေးတွေကကျင့်ထားတဲ့အခြေခံလေးတွေဟာတင်းချာတွေအင်္ဂလိပ်စာရေးဖြီးတဲ့အချိန်မှာအကျုံးဝင်မယ်လို့တော့အကျုံးဝင်ပါတယ်ဟုတ်ကဲ့ဝင်နေဒီ Olympic တင်ချာတွေကိုလည်းဒီ scholar ဖြစ်တဲ့ test မှာနေပါတယ်အနေနဲ့အော်နေတယ်ဒီ Donald Province Solving နေပါလေနေတယ်တင်ချာခက်တယ်ဖြေရတာအင်္ဂလိပ်စာကတော့ဒီ ကလေးတွေကရတာများကြတယ်။တင်ချပြရခက်ပါတယ်။အဲ့တော့အထောက်အကူပြုလားဆိုတော့ပြုတယ်လို့ပဲကျွန်မပြောရမှာပေါ့။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမ။အခု ASEAN Scholarship ကမိဘတွေကြားထဲမှာလည်းအရန်အဲနာမည်ကြီးတယ်ပေါ့လေဟိုကျောင်းသားတွေကြားထဲမှာလည်းပြိုင်ဆိုင်မှုအရင်ပြင်းထန်တယ်ရှောက်တဲ့ကျောင်းသားတွေထောင်ချီပြီးတော့မှမှကျမတို့ဒီအာဟို short listed ကျောင်းသားတွေကတအားနေတယ်ပေါ့နော်ဒါ second hand လေးကိုပဲပြန်ပြီးတော့ပြန်ပြီးတော့ပြန်စုပြီးတော့မှသူတို့ကအဆင်ဆင်စစ်စစ်သွားတယ်ဆိုတော့လေ အခြေအနေနဲ့တမီးတွေမှာဘလို့အားတာချက်ရှိလို့ဒီလိုအဆင့်ဆင့်မှပေးတဲ့ scholarship ကိုရရလို့ထင်တာရှိဒီကျမတို့ကတော့ပြောပြောပြရင်တော့ဒီ Singapore စာရိုက်တွေကိုထပ်ဖို့အတွက်ကသူတို့က April မှာ form ဖွင့်နေဆိုတော့ဒီကိုကလေးရဲ့အတက်ကိုအရင်ကိုကလေးကဘယ်နှစ်နှစ်မှဖြည့်မလဲပေါ့ခုနှစ်အခုဆိုရင်ဒီနှစ်ဆိုရင်2000နဲ့ကိုကိုဖြည့်မယ်2000ကိုနှစ်ခုနှစ်မွေးတဲ့လူခေါ်မယ်2000ကို2010 2017 ဟုတ်ကဲ့၃နှစ်ခေါ်တယ်အဲ့2017အထိမွေးတဲ့လူကြီးဒီနှစ်မှာဖြည့်ဖြည့်ဆိုခွင့်ရှိတယ်ဩဖြည့်ဆိုခွင့်ရှိတယ်ဆိုတော့ကိုကလေးဖြည့်မဲ့နှစ်ကိုကြိုပြီးတွက်ရတာပေါ့ဒီချက်ရဲ့ကြိုတွက်ပြီးနှစ်နှစ်စာ exam result နှစ်နှစ်စာတောင်းမယ်အဲ့ဒါတောင်းရမယ်အမှတ်ကောင်းရမှာပေါ့နောက်တစ်ခါ achievement outstanding to achieve academic achievement တောင်းတယ်အဲ့ဒီမှာကျတော့ကျမတို့ကဒီဒီချေတို့ဒီမှာဖြည့်ထားတဲ့တင်ချာ Olympic ရဲ့ research ကြီးရဲ့နောက်တစ်ခါအင်္ဂလိပ်စာဖြေထားတာကြီးနောက်တစ်ခါတချို့တွေက HSK တေဥစာဖြေထားတာဟုတ်ကဲ့ပါကိုရဲ့ outstanding ရှိတဲ့ achievement တွေကိုထည့်ရအောင်เนาะဒီချက်အဲ့လိုထည့်ရတယ်နောက်တစ်ခု CCA တွေဟုတ်ကဲ့ကျောင်းရဲ့ CCA စီကိုထည့်ရပါတယ်ကျောင်းမှာပြိုင်ပွဲတွေဝင်ထားတာဆုရတွေရှိစီမရတွေရှိစီချဲ့ပြရပါတယ်။ဩဟုတ်ကဲ့ပါဒီဒီဒါတော့ဖောင်ရပါတယ်အချက်ကလေးပေါ့ဟုတ်ကဲ့ဒီထောင်းဒီ Sherlock Tobo Round ိုဖြေဖို့ဆိုတာ short list ရဖို့ကအရင်ရေးကြည့်ပါတယ်ဒီ short list လေးရဖို့အတွက်ဒီအချက်ကလေးတွေကိုဖောင်းရင်ထပ်တာပါတယ်အဲ့ဒီအတွက်စာရွက်စာတမ်းလေးတွေကကြိုပြီးတော့စုဆောင်ရမှာတော့အဆင်ပြေပါလိမ့်ချင်ဩဟုတ်ကဲ့ပါမသမီးတွေကကျတော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ပုံမှန်ကကျတော့ကျမတို့ကလေဟို NGCSC O level ပြီးမှမဟုတ်လို့ရှင့်လဲ A level ပြီးမှနိုင်ငံခြားကိုလွှတ်ကြတယ်ပေါ့နော်။တမီးတွေကကြတော့ဟိုဒီ scholarship ကြောင့်ကျမတို့ကစောပြီးတော့ အတန်းချုပ်ပြီးလွတ်လိုက်ရတာပေါ့ကိုရင်ခွန်ကနေဆော်ဆော်လေးပေးသွားလိုက်ရတယ်ပေါ့အဲ့ဒီခါကျတော့သူများနိုင်ငံမှာဟို fit in ဖြစ်ဖို့ပေါ့နော် culture မတူတဲ့နိုင်ငံတစ်ခုမှာ fit in ဖြစ်ဖို့ရောဟိုမိဘတွေအနေနဲ့ဘာများကြိုပြီးတော့လေ့ကျင့်ပေးရတာမျိုးရှိပါလားကြည်အဓိကတော့ကလေးတွေရဲ့ပေါ့နော်စကား speaking လေးတွေကလည်းသူတို့ကနားလဲတယ်ဩဟုတ်ကဲ့ကလေးအဲ့မှာအာဆီယံကလေးတွေအများကြီးရှိရဲဆိုတော့စကားလည်းပေါက်တယ်ဩစကားပေါက်တဲ့အခါသူတို့ပြောရင်လည်းဟိုကနားလဲတယ် ဟိုကလေးတွေနွဲ့နွဲ့ထွဲ့ထွဲ့ရှိတယ်။ဟိုတမင်းကြီးရောတမင်းငယ်လေးရာလေးဟိုအခန်းပေါ်ကောင်းရတယ်။အခန်းပေါ်ကောင်းတယ်။ကလေးလေးတွေနွဲ့နွဲ့ထွဲ့ထွဲ့ရှိရင်အငယ်လေးဆိုရင်အခု prefer ကဲ school မှာတက်ရောက်နေရပါတယ်။2024ကရခဲ့တာ။တမင်းငယ်လေးရဲ့အတန်းပေါ်လေးဆိုရင်စာမတည့်ရင်တော့အချင်းချင်းမေးကြတာ။ဟုတ်မတက်လေအချင်းချင်းရိုင်းမဲ့တော့ရိုင်းနေတယ်သူကြက်ပြီးရင်လေကိုသူတို့စာကြက်နေတာတွေ့ရတယ်လေကိုမထိုင် ဒါတမိကြီးလည်းပြောဘူးတယ်ဟုတ်ကဲ့တမိလေးကြိုးစားတော့မမရဲ့ तू ကအဆောင်ပါဟိုကမှပါလေအဆောင်ရဟိုနံပါတ်1ကျောင်းကျောင်းမှာဟိုကတရုတ်ကျောင်းကြီးပဲကျောင်းဟွာချောင်းကတည်တာဩဟုတ်ကဲ့ဟွာချောင်းကရတာဟွာချောင်းကတည်တော့ဟွာချောင်းကျောင်းကလည်းဒီ single ရဲ့နံပါတ် ranking မြင့်တဲ့ထဲမှာပါတော့ဟုတ်ကဲ့စာအဲ့သူအဆောင်ဒီမှာစာကြီးချက်နေကြမမတဲ့စာချက်ဖို့မပြောနဲ့အဲ့စာမချက်တဲ့လူကတော့ရှက်ဖို့ပါ ူကဒါတမိကြီးပေါ့တမိငယ်လေးကလည်းပြောရှာတယ်အဲ့ဒီမမလေးစာချက်တာတနေ့ကုန်ထိုင်ပြီးချက်နေတာလေးမမောလားမတည်ဘူးတဲ့တော့ပေါဝင်းချင်မှာသူစာချက်တဲ့လူတွေကမြင်နေရတယ်အဲ့ခါကျတော့အချင်းချင်းစူးစမ်းကြင်စိတ်ပေါက်သွားတာပေါ့အဲ့တော့သူတို့ကကြက်နေခဲ့လို့မရတော့ဒီ flow မှာကိုကပါဝင်ပြီးတော့အစင်းမျောသွားဖို့ကကြတော့ပေါက်ဝင်ချင်ကသူ့ဘက်ကသူ့ထိန်းချောင်းပြီးတော့ပြတ်သွားတာပေါ့သူပြောတယ်စာမကြက်ရင်တော့ကိုရှက်ဖို့ကောင်းတာဒါပေမဲ့မဟုတ်ဘူး single ကျောင်းနေရနေပြီးတော့တီချာမန်တော်တွေကလည်းလို့သူတို့ကိုဒီစာကြည့်ဖို့အချိန်9နာရီကနေ9နာရီအတွင်းစာကြည့်တိုက်တယ်ဝင်ပေးရတယ်။ညနေတိုင်းညနေတိုင်းဩစက်စက်ထရီစက်ဖို့တီထိန်းပေးတယ်။ဩဝင်ပေးရတယ်။ဟုတ်ကဲ့ပါမ။ဂျေစီမာတာမဝင်ရတော့တာ။ဟုတ်ကဲ့။အဲကြောင့်ကလေးတွေကဟိုမကြက်ချင်လဲကြက်ကြတယ်။ဩဟုတ်ကဲ့။အဲ့ဒီပေါ်လေးပဲ။ဂျေစီမာမဝင်ရပြီမဲ့လေဒီငယ်တုန်းအချိန်မှာသူတို့ကိုတခါတည်းပဲဒီပုံစံကိုမောင်းသွင်းလိုက်ပြီဆိုတဲ့အခါကျတော့သူတို့ကဒါဒီ မဖြစ်မနေသူတို့အကြောင်းတက်နေစဉ်ကာလမှာမဖြစ်မနေလောက်ရမယ်ဆိုတာသူတို့သိသွားပြီပေါ့ treasury ချက်ပြီးတော့တင်ပေးစရာမလိုတော့ဘူးဖြစ်သွားတာဟုတ်တယ်ချေပုံစံပုံစံလေးတွေဝင်သွားတာပေါ့နော်ချေအော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကြည့်အမ်ဒီလိုနိုင်ငံသားမှလေခလေးအနေနဲ့ငငယ်ရွယ်မှာသွားပြီးတော့ရက်တီဖို့ရှင်တန်ဖို့ဟာကြတော့လေဘလို့စိတ်တဲ့အခြေခံလေးလေလိုအပ်သွားလို့ထင်တယ်ကြည့်ကြံ့ခိုင်ဖို့ပေါ့နံနံပါတ်1ကတော့ကိုကိုကိုယုံကြည်မှုရှိရမယ် ်ကဲ့ယုံကြည်ရမယ်နောက်တစ်ခါပြဿနာတွေကိုသူဖြေရှင်းနိုင်အောင်လို့ကိုကိုကိုစိတ်သက်ခိုင်မာတာပေါ့နော်စိတ်သက်ခိုင်မာပြီးတော့ပဲဟိုရဲရင်သွားတာပေါ့နော်ဒီချက်ဟုတ်ကဲ့ဟုတ်ကဲ့အာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့နိုင်ငံမှာကြာတော့မိဘတွေကလေကလေးတွေကိုချစ်တဲ့ဇောနဲ့အရန်အရန်ဖေးမှတယ်အရန် protect လုပ်ပေးတယ်ဘာဖြစ်ဖြစ်ကလေးတွေကို ဟိုသူတို့ကိုယ်တိုင်သူတို့လုတ်တက်နေတာတောင်မှစိတ်မချပဲနဲ့အမေတွေကဝိုင်းလုတ်ပေးတယ်ဝိုင်းလုတ်ပေးတယ်ဝိုင်းပြီးတော့ဘာဖြစ်ဖြစ်အသေးစိတ်လေးကအစာလုတ်ပေးချင်တယ်ပေါ့နော်အဲ့လိုမျိုးအတွက်ကအကြည့်နေတယ်ဘလို့အကြံပေးချင်ပါတယ်လေဥပမာဘလောက်ထိပဲလုတ်ပေးတော့ဘယ်အထိဆိုရင်လှုပ်ပေးလိုက်တော့အဲ့လိုမျိုးရောအကြည့်ဘာများအကြံပေးချင်ပါလဲဒီမျိုးတွေအတွက်ဟုတ်အမန်တော့ခလေးကတူအွေမှာသူလုတ်တက်တာကောင်းတယ်စာဖတ်တက်တာစာဖတ်တာတော့မှဟုတ်ကဲ့ သူ့အရွယ်မှာလှုပ်ပေးလိုက်တာကောင်းတယ်။ဘာဖြစ်လို့လဲသူ့ကိုယ်သူမဖတ်တတ်မှာကျမစိုးရိမ်တယ်။ကျမကတော့ကလေးတွေကိုစုရတာကိုလည်းကြိုက်တယ်။စုဆိုတာဒီဒီစုကြီးလူချင်းတယ်လို့တော့မဟုတ်ဘူး။ဒါမှလည်းဒီကလေးတွေဟာဒီစုရတဲ့ level ဘလောက်ထိသူတို့အားထုတ်ရမလဲဆိုတာသိတယ်လို့ကျမတွတ်တယ်။တွတ်တဲ့အခါကျတော့ငယ်ရတဲ့ချိန်မှာကျမထိန်းပေးတယ်။စာရင်းဆိုရင်အကုန်ထိန်းပေးတယ်။ထင်းပေးတယ်ဆိုကိုရေးပေးတယ်လေ့ကျင့်ပေးတယ်ဆူရအောင်လဲရလဲရတယ်ရကြတယ် ကြီးတဲ့ချိန်မှာကိုလည်းလိုက်မနိုင်တော့ဘူးအဲ့ဒီခင်ကြိုင်တော့လွတ်လိုက်တယ်အဲ့ကြတော့ရှိတာပေါ့နော်ရှင်စာလုံးနေတလားချောင်းရတော့ချောင်းရတယ်ရှင်ဩဟုတ်ကဲ့ပါအဲ့လိုမျိုးပဲနဲ့ပဲသူတို့လည်းသူတို့ပစာလေးကြီးကြီးရဲ့ချိန်မှာကိုကိုဖတ်သွားတာပေါ့။အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ခုနကပြောတဲ့အကြည့်ပြောရဲစီမှာလေသူတို့ရဲ့အခက်အခဲတွေကိုဖြေရှင်းဖို့အတွက်သူတို့မှာစိတ်တက်ကြက်ခံရတယ်ပေါ့နော်။အဲ့လို scholarship တွေ့တဲ့အကြောင်းသားတွေစီမှာကျတော့ဘလို့အခက်အခဲတွေများရှိနိုင်လဲလို့ထင်ပါလဲကြည့်။ဒီ ဆက်ဆက်ချင်းရောက်သွားရင်တော့ဟိုငဲဒီဒီကစာနဲ့ဟိုဘက်ကစာနဲ့ကြောင်းနေနေဟာမှုတော့ရှိမယ်ထင်တယ်။ဟုတ်ကဲ့။ရှိတဲ့အခါကျတော့ဟိုဘက်ကစာတွေဘူးလို့တို့လေ့လာရတဲ့အခါကျတော့ဘယ်လိုပြောလဲဆိုရင်တို့လေ့လာတာအဆင်ပြေဖို့အတွက်တမိကြီးကတော့ကျွန်မကိုပြောပြီးမေခွန်ဟောင်းလေးတွေကိုတို့လေ့လာရင်ဒီမေခွန်ဟောင်းလေးတွေကိုလေ့လာပြီးတော့မေခွန်ဟောင်းရဲ့ဘယ်လိုဖြေရတယ်ဆိုတာအရေးကြီးတယ်။အော်ဟုတ်ကဲ့။အဲ့ဒီအချက်ကအရေးကြီးဆုံးပဲ။ တမိကြီးလေးရဲ့စာဖတ်ပုံကပြီးရင်သူကလိုအပ်တဲ့အချက်ကလေးတွေဆိုရင်မြင်တာလေဒါသူဖြည့်ရှင်းနေပေါ့ဟုတ်ကဲ့နောက်တကသူပြောတယ်မစားအများကြီးကိုစောင်းဝဲဖြည့်ခံပြီးကြမှာဝင်ပြီးတော့သွားပြီးတော့မှကြက်ရင်မစိမ့်မပြေဘူးဟုတ်ကဲ့ဒါကြောင့်သူကစာကြက်နေရင်တခန်းကြက်ရင်အခက်ဆုံးစာအုပ်တအုပ်မှာအကုန်ရေးထားတယ်အော် notes ထုတ်ထားတယ်စောင်းဝဲဖြည့်တဲ့အခါကျရင်ဒီစာလေးတွေလည်းဖတ်သွားရင်အဆင်ပြေ ဒါတမီးကြီးရဲ့အချင်းချင်း live ဖတ်နေစရာမလိုတော့ဘူးသူ့မှာခြုံလိုက်တဲ့အတွက်ဒီလို gist လေးထုတ်လိုက်တဲ့အတွက်ဒါလေးကိုကိုပဲသူဖတ်လိုက်တော့အချင်းကုန်တတ်တာလားဗောနော်ကြည်ဟုတ်တမီးငယ်လေးလည်းကျမအဲ့လိုမြင်တယ်ဟုတ်ကဲ့ဒီဒီသူဖတ်သွားတာတင်ချာလေးဆိုရင် theory လေးပဲထုတ်ထားတယ် notes တအုပ်ရှိတယ်ဆံဝဲပြင်တို့ကဒီစာအုပ်ပပလေးကင်ပြီးတော့သွားတယ်မပြင်းမှန်းဘူးဗောအငယ်လေးကတော့ကျမရဲ့ဟိုဒီမှာလေ့ကျင့်တဲ့ပုံစံကြီးများတဲ့ခါကျတော့ ခု14ရောက်သွားပြီဒါပေမဲ့ပြင်းပြင်းမမအတားမရှိဘူးအကြီးလေးမှာကျမနားမလည်မှုတွေလည်းများတဲ့အခါအကြီးလေးကတော့ပြင်းမှန်းတယ်ပြင်းမှန်းတယ်ဒီမှာမိဘအောင်ပြောရဲနေတိုင်းဖုန်းဆက်တယ်ဘလို့ဖြစ်တယ်ဒါဆိုရင်ကျမကတော့ဘလို့ချက်ပါတမီးဘလို့လုပ်ပါတော့ပြောပတ်မှုပေးရပါတယ်ဟုတ်ဟုတ်ကဲ့ပါအခု ASEAN scholarship ကိုရှောက်ချင်တဲ့မိဘတွေရောစိတ်ဝင်စားတဲ့မိဘတွေလည်းအများကြီးရှိတာပေါ့နော်အကြီးနော်အဲ့ခါကျတော့သူတို့ကိုမိဘတွေအနေနဲ့ကကြတော့လေ ရှောက်တိုင်းလည်းရကြမှာရတာပေါ့ခုနကပြောသလိုထောင်ကျော်ရှောက်တိုင်းစီမှာမှဟို10ခန်းလောက်လေးပဲရွေးတယ်ခုနကဟိုမိဘတယောက်ပြောသားသလိုပဲသူတို့နှစ်မှာဆိုလို့ရှိရင်လည်းရန်ကုန်မှာတယောက်မန္တလေးမှာတယောက်ဒီလည်းအဲ့လောက်လောက်ပဲရွေးချက်ရလဲရှိတာပေါ့နော်အဲ့ခါကျတော့ကျမတို့ကရှောက်တိုင်းလည်းပါကြမှာပါမှာပေါ့ဆိုတော့ဟိုမိဘတွေကိုလေးအကြည့်ရတကယ်လို့များတစ်နှစ်မှာပထမတစ်နှစ်မှာမပါနိုင်တဲ့ကိစ္စလည်းရှိတာပေါ့အဲ့ခါကျရင်အစ်အနေနဲ့လေဘယ်လို guide တိုင်းလည်းများပေးချင်ပါသလဲ ပထမတစ်နှစ်မပေးနိုင်ဘူးဆိုရင်တော့ဒုတိယတစ်နှစ်မှာအဲ့ဒီပထမတစ်နှစ်မှာဘာကြောင့်ဆိုရဲ့အကြောင်းကိုတော့ရှာရှာတင်တာပေါ့လေဟုတ်ကဲ့တချို့ဆိုရင်မနစ်ဒီတချို့ဆိုရင်တို့ဘာလို့မရလဲဆိုတော့တိကျပါလေကလေးတွေอ่ะစာရွက်မှာမပါဘူးဆိုရင်တို့ကစာရွက်တွေကိုပြန်ဖြည့်တယ်ဒီဖောင်ထက်တာအရင်ရေးကြည့်ပါလေဒီ short list လေးပါဖို့ဆိုတော့ဟုတ်ကဲ့အဲ့မှာတချို့ဆိုရင်စာရွက်စာတမ်းလေးဒီ outstanding academic achievement တွေထည့်ဖို့အတွက်စာရွက်စာတမ်းနည်းနေတယ်ဆိုရင် သူတို့ကတက်နစ်အချိန်ကြတော့ဖြည့်စွက်ပြီးတော့ဖြည့်ကြတယ်ဖြည့်ပြီးဒီရရဲ့ဆာရဲ့ကိုနောက်နေ့ထက်ထည့်တာမှရသွားတဲ့မီးပါလေဟိုကလေးလည်းကျွန်မတွေ့ဘူးပါလေဟုတ်ကဲ့အဲ့ခါကျတော့ကောင်းတာကတော့ကျမတို့အာအခုနကမိဘရောအစီရောပြောသားသလိုပေါ့နော်ကောင်းတာကတော့တို့ရဲ့အချိမှန်ဆာရက်တွေကိုကျမတို့ကစုတာစုတာစုတာပြီးတော့ပို့ပြီးတော့ outstanding ဖြစ်မယ်ထင်တဲ့ဥစ္စာကိုတင်တကယ်လို့ပထမတစ်နှစ်မှာအဆင်မပြေခဲ့ဘူးဆိုလို့ရှိရင်လေနောက်တစ်နှစ်မှာထပ်လျှောက်ဖို့အတွက်အကြောင်းသားအတွက်တစ်နှစ်ကြံသေးတယ်၃နှစ် ရှင်။အော်မိဆဆချင်းနှစ်ကိုမိခဲ့ရင်၃နှစ်ပေါ့ဟုတ်ကြ။အော်၃နှစ်ကျန်သေးတယ်။၃နှစ်အတွင်းမှာရှောက်ရတာပေါ့။အော်ဟုတ်ကဲ့။အဲ့ဒါကြတော့လေဒုတိယတစ်နှစ်ပထမတစ်နှစ်မှာမစွမရခဲ့တဲ့ចောင်းသားကဒုတိယတစ်နှစ်မှာဆက်ပြီးတော့ဖြည့်တယ်ဆိုလို့ရှိရင်ရောသူ့အတွက်ဆက်တက်မဲ့ဟိုနှစ်ကတစ်နှစ်နာသွားသေးလားဒါမှမဟုတ်လို့ရှိရင် grade 7မှာချောက်လို့မရရင်နောက်တစ်နှစ်မှာ grade 8ကိုတက်ရှာရလားဘယ်လိုမျိုးပုံစံလဲ။ဟုတ်ကဲ့။ तू ကတတ်မှတ်တာသူတို့အတက်ဒီအတက်ထဲကိုဝင်ရမယ်။ ဘဏ္ဍတန်းပဲရရအောင်ဆယ်တန်းပြီးလေသူတို့ဆက်ထရီပဲတက်ကြရမယ်哦ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနာလားဆိုပေမဲ့လေခလေးပုံမို့ဟိုကတော့အတန်းကျောင်းနဲ့သွားရင်ဟိုမှာတက်တက်တသားလေးနဲ့ပုံပြီးတော့အဆင်ပြေပါတယ်ဟုတ်အာအကြည့်တို့အနေနဲ့လေတမီးရေဒီလို scholarship ရတဲ့အပေါ်မှာဟိုဘာကြောင့်ဘလို့အတာကြကြကိုယ့်ရဲ့တမီးတွေကရွေးချယ်ခံရလို့ထင်ပါလဲကြည်ဒီ ကျမတို့တမီးတွေကိုဒီစကောလာရပြီးတော့စုပေးပွဲဆိုတာကျင်းပပေးပါတယ်စင်ကာပူတန်ယုံကအဲ့ဒီမှာတန်မတ်ကြီးပြောထားတဲ့ချက်၃ချက်ကတော့မတိတ်ချက်ကတော့ကလေးတွေကစတော်ရတယ်စမနစ်က leadership လေးကောင်းရတယ် leadership ရှိရဖြစ်ကမယ်ပေါ့နံပါတ်၃ချက်ကဒီကလေးတွေက sharing လုပ်တတ်တယ်ကူညီတတ်တယ်ဩအဲ့လိုလူမျိုးတွေကိုခေါ်တယ်လို့တော့ပြောခဲ့ပါတယ်ဩဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီဒီအချက်လေးတွေကလည်းကျမတို့မိဘတွေအနေနဲ့ပို့ပြီးတော့ တတိပြုစရာအချက်ပေါ့နော်ကျမတို့ကစတော်ရမယ် scholarship ရတဲ့အခါအလျှောက်တဲ့အခါကျလို့ရှင်စတော်ရမယ်ဆိုတော့ဟိုမိဘတိုင်းသိတယ်ကျောင်းသားတိုင်းသိတယ်ပေါ့ဒါပေမဲ့ leadership ဆိုတဲ့အခါကျတော့ပုံပြီးတော့ကျေပြန့်သွားပြီကို့တာသမီးကဥဆောင်မှုသူများကိုဘယ်တော့ဥဆောင်တက်လဲဆိုတဲ့ဥစားရတယ်ဒါကလေအာအကြီးတို့ပြောသလိုတရက်နှစ်ရက်ဟိုဖြေမဖြေကန်နေမှလိုက်လလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျတော့သူများကိုမျှဝေတက်တဲ့ကိစ္စပေါ့ဒီအချက်ကလည်းအရင်အရေးကြီးပါတယ်ဟုတ် နောက်တစ်ချက်ကသူများကိုပြန်ပြီးတော့အကူညီတက်တယ်ဆိုတော့စိတ်ထားပေါ့နော်ဒီဒီအချက်ကလည်းကျမတို့အရင်အရေးကြီးရလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုတယောက်ပဲတီးကိုတယောက်ပဲတက်ဒီဥစ္စာကိုသူများကိုပြန်ပြီးတော့မဖြန့်ဝေတက်တဲ့သူမျိုးဆိုလို့ရှိရင် community အတွက်တန်ဖိုးမရှိဘူးပေါ့ ဆိုတော့ခုနအကြည့်ရဲ့ဆက်ဆက်ချင်းမှာပြောရတယ်အကြည့်ရဲ့သမီးလေးတွေဒီဒီလို classroom မှာအဆင်ပြေတယ်ဆိုတာဒီလိုကျောင်းထဲမှာအဆင်ပြေတယ်ဆိုတာအချင်းချင်းကလည်းအများကြီးပတ်မိုးတယ်ဆိုတဲ့အချက်လေးလည်းပြောထားတဲ့အတွက်လေဆိုတော့အရန်ကောင်းပါတယ်ဒီအချက်တွေလည်းမိသားစုအနေနဲ့အာဟိုလေးလေးဆက်ဆက်လေးလေးဆက်ဆက်ဆိုတာလေးလေးလေးနက်နက်ကိုယ့်ရဲ့တာသမီးတွေကိုပြုစုပေးထားအောင်တင်တဲ့အချက်လို့အထင်ပါတယ်အကြည့်အဲ့ဒီပုံမှာအကြည့်နေဗာများဖြည့်ဆွတ်ပြီးပြောချင်ပါသေးလေရှင် ကျမအစ်ကောလာကြီးဟိုဘောတော့ရှောက်စီကျမလေးဘယ်လိုပဲပြောတိုက်တွန်းရအောင်ပါပေါ့ဟုတ်ကဲ့ဒီကနေပြီးတော့လဲကျမဒီအခုဒီ season လေးဝင်နေဆိုရယ်ဒီ season ကိုမြင်ပြီးတော့ကလေးတွေတယောက်ပဲဖြစ်ဖြစ်ဆယ်ယောက်ပဲဖြစ်ဖြစ်ရသွားတယ်ဆိုရင်ဝမ်းသာပါတယ်ရလဲရစီချင်တယ်ဘာဖြစ်လို့လဲဆိုတော့တခြားနိုင်ငံမှာပုဂ္ဂိုလ်ရဲ့အာဆီယံနိုင်ငံကလူတွေလဲဒါတို့အတော်ဆုံးလို့သတ်မှတ်ထားတဲ့ကလေးတွေကြီးပဲတွေးဆုံရတာပါဒါကြောင့်မတူညီတဲ့ဘယ်လိုပြောမလဲပညာရေး လက်တွေ့ပိုင်းအားကစားဟုတ်ကဲ့တို့အားကစားလဲပေါပေါတန်တန်မလုပ်ပါဘူးအော်ဟုတ်ကဲ့ပါတကယ်အားထုတ်ပြီးလုပ်ရတယ်ဟုတ်ကဲ့ပါအဲ့ကျမတူညီတဲ့အဲ့လိုမနော်အတွေ့အကြုံတွေအများကြီးရပါတယ်အော်ဟုတ်ကဲ့ပါအခုတမီးကြီးအနေနဲ့ဆိုလို့ရှိရင်လေဒီလို scholarship တွေအပြင်ကို NUS မှာပါဇက်တိုက်အာရသွားတယ်ပေါ့နော်အဲ့ခါကျတော့ဒီလိုမျိုးအော်ဇက်တိုက် scholarship ရဖို့ဆိုတာတော်ရုံတန်ရုံဇွဲတတိနဲ့မရဘူးလို့ကျမတို့ကဘယ်လိုဖြစ်ဖြစ်ဟို ြောလို့ရတာပေါ့အကြီးရဲ့အဲ့ခါကျတော့အဲ့လိုအဲ့လိုမျိုးခလေးတွေကိုကျမအနေနဲ့ဒီလိုကြည့်ရှုနေတဲ့မိဘတွေရဲ့တာသမီတွေပုံမှန်လည်းဒီလိုစိတ်ဓာတ်မျိုးလေးပါစေချင်တာပေါ့နော်ကြည့်အဲ့ခါကျတော့ဟိုဘယ်လိုလေးများအရေးအကြီးဆုံး tip တစ်ခုလောက်လေးပြောပြပေးပါအောင်ကြည့်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့က scholarship ရသူများတွေက scholarship ရတယ်ဆိုရင်တစ်နှစ်ရတာလားနှစ်နှစ်ရတာလားဒီလိုနှစ်ရှည်ရဖို့ဆိုတာတုံတုံတုံခက်ခဲတာပေါ့လေ။ scholarship က တစ်နှစ်နှစ်နှစ်ရဖို့ဆိုတော့မလွယ်ဘူးအကြီးဟုတ်ကဲ့ပါသမီးကြီးနဲ့ကြတော့တကယ်ကိုဟို NRS အကိကိုရေရှည်ကြီးရသွားတယ်ဆိုတဲ့အခါကျတော့လေအဲ့လိုမျိုးကြီးရဖို့အတော့နော်အကြီးအနေနဲ့တခြားမိဘတွေကိုဘယ်အချက်ကအရေးကြီးရလို့ညွေပေးချင်ပါတယ်ကြီးသူရဲ့စူးစမ်းမှုရေဟုတ်ကဲ့စူးစမ်းမှုကတော့အဓိကကြတာပေါ့စိတ်တက်ကြန့်ခိုင်မှုလည်းပါတယ်နောက်တစ်ခါဆရာဆရာမတွေချင်းကတ်တက်တာတွေ Oh yes သူကမတိတာကိုရမ်းမေးတတ်တယ် ်ဆရာဆရာမတွေဟိုကဆရာဆရာမတွေလည်းတအားတော်ကောင်းတယ်။သူဆိုပြောတယ်ချစ်စာမေးချင်တယ်လို့ရေးလိုက်ရင်ဘယ်ချိန်အိတ်လည်းမတည်ဘူးညကိုပို့လိုက်ပြီဆိုရင်ချစ်ချင်းတောင်းကလေးပြန်ဖြေတယ်ပေါ့။နောက်ကစာမေးမယ်ဆိုရင်လည်းမနဲ့မေးမယ်ဆိုရင်လည်းအစင်းတဲ့စောင့်နေတယ်ဆရာမရ။ဟုတ်ကဲ့ပါ။စာလည်းမေးတက်တာရဲ့အဲ့ဒီအချက်ကလည်းရရင်ကြည့်ပါရဲ့။ဟုတ်အခြေခုနကရှင်းပြသွားတာအရန်ကောင်းပါတယ်အဲ့ဒီမှာလေ အာကျောင်းသားတွေတော်တော်များများတတိမမှုမိတဲ့အချက်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဆရာတွေကိုမိကုန်းမိတတ်တာတဲ့။အဲ့ဒီအချက်ကအရန်အရေးကြီးရယ်။မတည့်ရဲ့အချက်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဟိုကျောင်းသားတွေကဘယ်လိုဖြစ်လဲဆိုတော့သူတို့သိတယ်ပဲထင်တာ။ဒါပေမဲ့အဲ့ဒီဥစ္စာရဲ့ဟိုအတိတ်ပဲပြီးနှိုက်ချွတ်တဲ့ပုံပြီးနှက်နှက်ချွတ်ချွတ်တည်တည်နေဆိုတဲ့ concept တွေကအများကြီးရှိနိုင်တယ်ပေါ့နော်ဘယ်သင်ခန်းစာမဆိုဘယ်ဘာသာရပ်မှာမဆိုရှိတတ်တယ်ဆရာတွေအနေနဲ့ကကြတော့လေမိကုန်းကအရန်အမေးခံနေတာဘယ်ဆရာဆရာမမဆိုရှင်းပြခြင်းတယ် ဒါပေမဲ့ဆရာရဲ့အနေနဲ့ကျတော့အခက်ခဲရပါလဲဆိုတော့ကျောင်းသားမသိရဥစ္စာကိုကျောင်းသားကမမေးမချင်းကျမတို့ကကျတော့လဲဘာရှင်းလို့ရှင်းရမှမသိဘူးပေါ့အဲ့ခါကျတော့အခုကြီးစုနေတဲ့မိဘတွေကိုလည်းကျမကဟိုကိုယ့်ရဲ့တာသမီတွေကိုမေးခွန်းမေးတက်ဖို့ဟိုမသိတဲ့ဥစ္စာကိုဟိုကိုယ့်ဘာသာကို research လုပ်မနေပဲနဲ့တကယ်တကယ်အဖြစ်ပြီးနိုင်မဲ့ဆရာတွေကိုချင်းကတ်တက်ဖို့ဟိုအဲ့ဒီလမ်းကြောင်းလေးကိုပါမျှဝေပေးဖို့အတွက်လေကျမအနေနဲ့ကထပ်ဆင့်တိုက်တွန်းပေးချင်ပါတယ်ရှင် ဟုတ်နောက်ဆုံးမေးခွန်းအနေနဲ့ပေါ့အကြီးရယ်ကျမတို့ကိုယ့်တာသမီတွေကိုဒီလိုကိုနဲ့ဝေးတဲ့နေရာမှာထားရတဲ့ဈေးမှာလေသူတို့တွေနေမကောင်းဖြစ်တာဖျားနာတာအဲ့လိုမျိုးအတွက်ကောမိဘတယောက်အနေနဲ့စိတ်ဟိုစိတ်လုံခြုံမှုရှိရလားအကြီးသူတို့ကိုပြများဘလို့အစီအစဉ်တွေများရှိပါသေးတယ်လဲကျမရေးအတွက်လည်းအဆင်ပြေတယ်တကယ်ဖျားနာကြရင်သူတို့မှအဲ့ဒီကျမရေး insurance ရှိပါတယ်ဒီရွှေရွှေပေးရတယ်ဟုတ်ကဲ့ဒီခါပြမှာငါချက်ပြရ ဟုတ်ကဲ့ပါသူတီးရရဲ့ပြင်သူတို့ကိုအုတ်ချုပ်တဲ့တီချမန်တာလေးကခလေးပြရဲ့လာကြည့်ပေးတယ်လာကြည့်ပေးပြီးပေးတယ်စေးပေးဟိုသမီးလေးဆိုရင်အချောင်းဆိုရင်ပြားကြီးလေးပေးပါတယ်နောက်ဆုံးသူတို့ဒီသမီးဖြားတယ်ဆိုရင်သမီးကသွားပြောတယ်သမီးကအားတယ်ဖြားတယ်တဲ့လာတိုင်းအမှန်တော့ယာတီဥတုအပြောင်းလဲကြောင့်သမီးက ဟုတ်မိဘကိုလွမ်းတဲ့အချိန်ကြီးလဲပါမယ်ပါတဲ့အခါမှာသူတို့ဖြားတယ်လာတိုင်းဖြားတယ်ဖြားတဲ့အခါမှာဆီယမ်မောက်တော့ပြောတော့ဒီချဲမန်တန်ကိုတော့ပြောရဲ့အခါမှာဒီချဲမန်တန်ကအော်ကျမရဲ့ရေးကြီးရဲ့တမီးတဲ့အဲ့တော့တမီးကိုဆီယဝီကြီးနဲ့ပြပေးမယ်တဲ့အဲ့ဒါပေမဲ့ဒီဟာကိုအရင်တွန်းလိုက်ဆိုပြီးတော့တွားရဲ့နောက်တစ်ခါအဆောင်ကိုလည်းချက်ချင်းစားဖို့တယ်ဒီကလေးခန်းကိုစစ်ပေးပါအော်ဟုတ်ကဲ့ပါအဲ့ purifier ကိုတက်ပေးပါ ှင်ရှင်စိတ်ချပါတယ်။အော်ဟုတ်ကဲ့ပါ။ဒီချက်မန်တာတွေကိုတိုင်ကတေချာခရုစိုက်ပေးတယ်။သူတို့ကလည်းပြောသွားတယ်။သူတို့ကိုအမေလို့သတ်မှတ်ပါတဲ့။ဆိုတော့မိဘတွေအနေနဲ့ဘာမှစိတ်မလုံခြုံစရာဘာမှစိတ်ပူစရာဘာမှမရှိတော့ဘူးပေါ့နော်။အလုံးအလုံးကိုဒါသမီးရဲ့ပညာရေးအတွက် စိတ်ချသွားရတဲ့နေရာဖြစ်သွားတာပေါ့နော်ဒီအဲ့ကကျတော့ဒီနေ့အစီအစဉ်မှာကြီးတို့မအားတဲ့ဂျားတွေရောစကားမပြောကျင်တာဒီလိုကင်မရာတွေအရှိမမနေကျင်တာဒီလိုအခက်ခဲတွေပေါ့အများဆုံးအကိုကြော်ဖြတ်ပြီးတော့မှကျမတို့အာ TNH Pass Center ကိုကိုင်ကြည့်ပြီးတော့အများကြီးကျေးဇူးတင်ပါတယ်ကြည်ဟုတ်ချဲကိုလည်းကျမတို့ကနေပြီးတော့ဒီလို scholar ရအောင်ထက်ရတဲ့ဒီဆောင်မွေးတွေကျင်းမပေးတဲ့စတင်ပြီးဒီထောင်နဲ့ဒီချဲကိုအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကြည်ဟုတ်ကဲ့